မြန်မာနိုင်ငံရှိကမ်းလွန်လောက်ကွက်များနဲ့စွမ်းအင်ကဏ္ဍတွေလာရောက်ရင်းနှီးမြှုပ်နှံရေးကိစ္စများမြန်မာ UAE ဆွေးနွေးခဲ့ကြောင်းသိရပါဗျ။ဇွန်လ24ရက်နေ့ကစွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးကိုကိုလင်းနဲ့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ RS ဆော်ဘွားများပြည်ထောင်စုနိုင်ငံတာအမကြီးနေပြည်တော်ရှိစွမ်းအင်ဝန်ကြီးဌာနရေနံတခင်းခမ်းမှာမှလက်ခံတွေ့ဆုံစဉ်ထို့သို့ဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ်။တွေ့ဆုံစဉ်မြန်မာနိုင်ငံရှိအလားအလာရှိပြီးအမကန်ချက်ကောင်းမွန်တဲ့ကမ်းလွန်လောက်ကွက်များတွင် RS ဆော်ဘားများပြည်တော်စုနိုင်ငံမှလာရောက်ရင်းနှီးမြှုပ်နှံရေး RS ဆော်ဘားများပြည်တော်စုနိုင်ငံနှင့်မြန်မာ UAE စီးပွားရေးနှင့်နှီးပညာပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်နှင့်မြန်မာ UAE ရင်းနှီးမြှုပ်နှံမှုတိုးမြင့်ရေးနှင့်အကာအကွယ်ပေးရေးသဘောတူစာချုပ်များကိုနှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့်စီးပွားဆက်သွယ်ရေးအတွက်ချုပ်ဆိုရေးမြန်မာ UAE နိုင်ငံတို့အကြားရင်းနှီးမြှုပ်နှံမှုနှင့်စီးပွားဆက်သွယ်ဆောင်ရွက်မှုများမြင့်တင်နိုင်ရေးနှစ်နိုင်ငံစွမ်းအင်ကဏ္ဍအပြင်အခြားစီးပွားရေးကိစ္စများတွင်လည်းပူပေါင်းဆောင်ရွက်သွားရေးတို့နဲ့ဆက်လျင်းရေးဆွေးနွေးကြကြောင်းသိရပါတယ်။အဆိုပါတွစ်ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနဲ့အတူဝန်ကြီးဌာနအောက်ရှိဦးစီးဌာနနဲ့လုပ်ငန်းများမှညွှန်ကြားရေးမှုများနဲ့ဥဆောင်ညွှန်ကြားရေးမှုများတက်ရောက်ခဲ့ကြကြောင်းသိရပါတယ်။